ခက်ခဲတွေကြုံတဲ့အခါအတိုက်ခိုက်တွေကြုံတဲ့အခါမှာငါနာမှာဖျားရှိတယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါအေဂျင့်နဲ့ပုဂ္ဂိုလ်နာမှာနေရင်ကိုကိုယ်တိုင်လည်းအေဂျင့်ရပါလေဦးလောင်တဲ့ပုဂ္ဂိုလ်နာမှာကတ်နေလို့ရှိရင်အပူကူးတတ်ပါတယ်ကိုစိတ်တွေပူလောင်နေတဲ့အခါမှာ အရဟံအစဘဂဝါဆုံးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို တလုံးချင်းတလုံးချင်းအာယုံပြုပြီးတော့ဂုဏ်တော်လေးတွေပွားကြည့်နေပါအဲဒီလိုပွားလာလို့ရှိရင်ကိုယ်စိတ်ကလေးတွေကလည်းကြည်လင်သွားပါလိမ့်မယ်။ဩငါနာမှာဘသူမှမရှိပါမယ့်ငါနာမှာဘုရားရှိတယ်ဆိုတဲ့စိတ်နဲ့ကိုယ်ဘဝခီးကိုရှောင်လန်းမယ်ဆိုလို့ရှိရင် ။ဘူလောင်မှုတွေလည်းကင်းပြီးတော့ကုသိုလ်တွေလည်းတိုးပြီးတော့ဘဝမှာရောနောင်တမလွန်မှာရောချမ်းချမ်းသာသာ